soft love ရဲ့အကျိုးကျေးဇူးကိုဘယ်သူရလဲဆိုအရင်ဆုံးကိုကိုချင်းကိုကိုမှရတယ်ပေါ့နော်ကိုရဲ့ဒီစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာလေးတည်ဒါတကယ်ကိုကျမ်းမာပြီးတော့ပြူသဘောဆန်တဲ့အကြည်တန်လေးရှိတယ်စိတ်ပိုင်းဆိုင်ရာဆိုလဲဒါအပြူသဘောဆန်ပြီးတော့ emotion တွေလည်း balance ဖြစ်တယ်ကိုကိုလည်းဘာဖြစ်နေရလဲသိတယ်ဘာဖြစ်ရင်ဘာလုပ်ရမလဲဆိုတာလည်းသိတယ်ဘယ်အချိန်မှာရက်ရမယ်ဘယ်အချိန်မှာသွားရမယ်ဆိုတဲ့အရာတွေသိတဲ့အတွက်စိတ်ကောကိုကျမ်းမာပြီးတော့မတို့ mental well ဖြစ်ဖြစ် physical နောက် emotion တွေလည်းဒါကင်တွဲနိုင်တယ်အဲ့တော့ကိုဒီကိုရဲ့ existence ဒီဖြစ်တည်မှုကြီးတစ် ခုကလေအတိတ်ပဲလဲရှိသလိုရှင်တန်ရတာလဲဟိုကျင့်တ်ဖွဲ့ရကောင်းတယ်ပေါ့နော်ဆိုတော့အဲ့လိုလူတယောက်ရဲ့ self esteem ကို self confidence ဆိုဆိုလဲဒါပြောရမယ်ဆိုရင်လေနည်းနည်းလေးသူများထပ်ပို့ပြီးထူးကြရတယ်ကိုတည် confidence ရှိပြောနိုင်တယ်ဆိုနိုင်တယ်သွားနိုင်တယ်လာနိုင်တယ်နောက်ပြီးတော့ပါဝင်ပတ်သက်နိုင်တယ်ဒီ society ထဲမှာအဲ့ဒါဖြစ်တဲ့အတွက်ကိုယ့်ရဲ့အတိတ်ကအကျိုးပြုတာတွေကတော့ကိုယ့်ရဲ့ပတ်ဝန်းကျင် relationship တွေ work ပဲဖြစ်ဖြစ် personal relationship ပဲဖြစ်ဖြစ်မိသားစုထဲမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ quality of life ပေါ် relationship ပေါ်ကမတို့ ပို့ပြီးတော့ထင်ဟပ်တယ်ပေါ့နော်အကျိုးကျေးဇူးလေးပို့ရတယ်လို့လည်းပြောလို့ရတယ်အဲ့တော့နံပါတ်1ကတော့ကိုကိုရိုင်းရတယ်စိတ်ကောကိုရောကျမ်းမာကြံ့ခိုင်စွာရောဒီအခုခေတ် crisis တွေခြားထဲမှာလည်းတော်တော် resilient ဖြစ်ဖြစ်နဲ့နေနိုင်နေပေါ့နော်ပြဿနာပေါင်း16000လဲမတို့ဖြည့်ရှင်းဖို့ဒီစွမ်းရည်တက်တေလေးတွေကိုမှပြုတ်သဘောဆန်စွာနဲ့ရှိနေတယ်ပေါ့နော်နောက်တစ်ခုကလည်းကျမ်းမာစွာနေနိုင်တယ်ပြီးရင်လည်းခုနဒီကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့လည်းပျော်ပျော်ရွှင်ရွှင် relationship quality ကောင်းကောင်းလေးနေနိုင်တယ်ပေါ့လေ